အားလုံးပဲမင်္ဂလာပါဗျာဆိုင်းလန်သတင်းဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုပိုင်းလေးကတော့အင်းတော်မြို့ကိုလေရင်နဲ့ဘုံကျဲဖို့တိုက်တွန်းနေတဲ့အမျိုးသမီးတူရဲ့ရုပ်သံဗီဒီယိုပိုင်းလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီဗီဒီယိုမှာမြန်သမီးဟာအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့တိုက်တွန်းနှိုးဆော်နေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းဆိုင်းလန်သတင်းဌာနမှာတော့ပဲကျေးဇူးတင်ရှိပါရခင်ဗျာ ရစရဲ့လေးလာ2020ငါအခါကြီးရဲ့ကြီးနော်မြန်မာတို့ရဲ့တင်းကြပ်အခါတမယနေလေးပါရှင်7နှစ်နှစ်မိနစ်ရှိပါပြီနော်နေလေကျမဒီနေ့ဘာလေးပြောချင်တာလဲဆိုတော့စစ်ပွဲတွေအကြောင်းပဲပြောချင်တာပါရှင်ကျမပြောရမှာလေနောက်နေ့ကြရင်လေတရင်အတိကျလေးရောရှိတယ်ဒီလားတရင်မပြည့်စုံသေးလို့ကျမမပြောသေးဘူးအဲ့ဒါတော့စခိုင်းတိုင်းနဲ့ပတ်သက်ပါတယ်နော်အခုကတော့ကျမအင်းတော်ဒေတာနဲ့ပတ်သက်ပြီးတော့ပြောချင်တယ်ဟိုကျမတို့ဒီ line board တွေမှာတော့နော်နေရာတော်တော်များများမှာပေါ့နော် ဆိုရှယ်မီဒီယာတွေပေါ်မှာနော်အာတက်မလို့ကလေးရင်လာပြီဘာလာပြီငါတိုက်ခိုက်ရရဟဲ့ရလာပြီဝိုင်းတွဲလာပြီဆိုပြီးတော့စက်တီနဲ့ပေါက်ပြီးတော့ PDF တွေကတင်တာပေါ့စစ်ရေးဆိုတာအဲ့လိုမျိုးပေါ်ပေါ်ထင်ထင်လုပ်လို့ရတာနော်အဲ့ဒီမှာစစ်ပရိရမကြွယ်ဝဘူးနော်ကြွားဝါနေပြီးတော့လှုပ်ချင်တယ်ပေါ့နော်ဒီဒါလူအသက်တွေနော်တိုင်းပြည်ဖြတ်တဲ့တိုင်းပြည်ဖြတ်တဲ့လုပ်ငန်းတွေလူအသက်တွေပေးဆက်ရတာဖြစ်တယ်နော်အဲ့ဒါတွေကိုကြွားဝါပြီးလုပ်တယ်စစ်တပ်မှာရှိတော့ရှိတယ်အနေချင်းပေါ့စစ်တပ်မှာကြတော့ဒီလိုကြွားဝါတာတွေမရှိဘူးနော်လုပ်လို့လည်းမရဘူး နော်စီးနဲ့ကန်းနဲ့အဲ့လိုနေရတာဒါပေမဲ့စစ်တင်းပေါက်ကြတယ်ဘာလို့လဲဆိုတော့အကျန်းအကျန်းဖတ်တီကိုအားပေးတဲ့ဖယဲသီးတွေလည်းရှိတာကိုငွေကြီးအရာပေါ့နော်အများကြီးရှိပါလေဒါလို့တိုင်းကခေါင်းဆောင်တွေကလည်းပြောပါတယ်နော်ပြည်သူတွေထဲမှာလည်းပြောပြတာတွေရှိပါတယ်ဖယဲသီးတွေရှိတယ်ပေါ့အဲ့ဒါကြောင့်စတက်မတော်ကလည်းကြတာတွေကြဆုံးတာတွေပျက်စီးတာတွေနော်ပေးဆက်ရတယ်အများကြီးရှိခဲ့ပါတယ်နော်အဲတမခွန်ဆက်ခွန်ကတပ်ပဘူးတယောက်ကိုနောက်ဆုတ်တဲ့ချိန်မှာဖမ်းတယ်ပေါ့နော်နောက်ဆုတ်တဲ့ချိန်မှာဖမ်းမိတာပါ ဖမ်းဖမ်းမိတာပါနော်ဖမ်းခံထိတာပါဒါဆိုရင်စစ်တုံ့ပန်းဖြစ်တယ်ပေါ့နော်ဒါတိုက်ခိုက်မှုရဆရဲဒီတကြံကာလမှာမြန်မာနိုင်ငံရဲ့မန္တလေးငလျင်ကြီးရှိလို့ဒါစစ်တပ်ကပြစ်ခတ်တိုက်ခိုက်ရေးကိုညံနာထားမယ်လို့ပြောတာအခွင့်ကောင်းယူတာပေါ့နော်အဲယူတဲ့အပေါ်မှာမူတည်ပြီးတော့ဒီလိုမျိုးလုပ်တာလေနော်ဒီမျိုးစစ်တပ်ကစခန်းနေနော်ရဲစခန်းတွေအဖြတ်လုပ်ငန်းတွေကိုဒီ PD ရတောင်းချမ်းသူတွေနဲ့ KIA အလက်နက်ကင်ပေါ့အတိုင်းသားလက်နက်ကင်မျိုးစုံကနေရာပေါင်းစုံမှာလုပ်တယ်သူတို့ကစီကန်းဆိုတာလည်းမလိုက်နာတော့ဘူး เนาะซีมีซีก้าဆိုတာလည်းသူတို့မသိတော့ဘူးเนาะဘာမှဘာမှအောင်မသိတော့ဘူးเนาะတစ်ဖက်တစ်ဖက်ပိတ်တစ်ဖက်ကန်းအကုန်ဖြစ်နေပြီဘာမှလည်းရက်နာမနေနဲ့တပ်မတော်ကြီးရတယ်เนาะလှုပ်တိလှုပ်ထိုက်တာကိုလှုပ်ရမှာပဲဟိုဝိုင်ဒရနဲ့အချိန်15အချိန်မကားလို့အချိန်30ပဲကြဲကြဲ100ပဲကြဲကြဲကြဲသိရင်ကြဲရမှာပဲလေအကြံဖက်တွေခြုံငိမ့်ဖို့ပဲလိုတာပဲเนาะလိုတာပဲအကြံဖက်တွေရှိနေသေးတယ်ဘယ်တော့မှနိုင်ငံလဲတိုးတက်မှာမဟုတ်เนาะနိုင်ငံမှာ အရင်ဒုက္ခအတိဒုက္ခရောက်နေတဲ့အချိန်မှာတော့နားလည်းမပေးနိုင်ဘူးဆိုတော့စတက်မတော်ဘက်ကလှုပ်သိမ်းလှုပ်ထိုက်တာကိုလောက်ရမှာပဲကျွန်တော်တို့တော့အားပေးတယ်အားပေးတယ်စတက်မတော်ဘက်ကငြိမ့်နေရင်အကြက်ဘက်ကပို့ပြီးတော့တောင်းကြလာမှာအဲ့ဒါကိုမြင်တယ်ကျွန်တော်တို့ကလေအားပေးပါတယ်ဒါလေးကိုပြောချင်တာပါ2015ဖြစ်ပါတယ်အဒုတိယတပုတ်လေးစက်တင်လာပါဒါကြတော့လေစီရီလေးအဓိကအချက်လေးရယ်တစ်ခုရယ်ငလင်ဘေးနဲ့ပတ်သက်ပြီးတော့ဗောနော်ဘာသာရေးအမြင်လေးကို ပြောပြမှာဖြစ်ပါတယ်ပြောချင်တာပါเนาะအဲကျွန်မတို့ live show ထောင်အတွင်းမှာဖန်ဆီးထားတဲ့စစ်တုပ်ပန်းတွေကိုလေနေရာရွှေ့တယ်လို့သိရပါတယ်เนาะ MMDA ကမုံကိုဘက်အဲ့အဲ့ဘက်ကိုခေါ်သွားတယ်လို့သိရပါတယ်အနေနဲ့ပါပါဟိုသိချင်တဲ့လူတွေကအနေနဲ့ပါပါတည်င်းလေးပါလေးမေးကြည့်ကြပါเนาะဘာကြောင့်ရွှေ့ရလဲတော့မသိဘူးသူတို့ပေးမယ်ပေါ့เนาะသူတို့ပြတ်ဆုံမယ်လို့ပြောပြီးတော့သူတို့เนาะစစ် မြန်မာတက်မတော်ပေါ့နော်တက်မတော်ကိုပြန်ပြီးတော့ပေးမယ်လို့ပြောပြီးတော့ဒီလိုမျိုးပေါ့နော်စစ်တုံးပန်းလေးကိုလာရှုထောင်းတွင်းအဲစစ်တုံးပန်းတချို့ပေါ့နေရာရှုရလို့ကြားပါတယ်ကိုကိုကိုဟိုတည်တယ်ပေါ့နော်မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းရောင်းရင်းနေပေါ့နော်တည်တဲ့လူနာကလေဟိုစုံစမ်းကြည့်ပါလို့လဲကျမအဲ့ဒါလေးကိုဥစွာပထမပြောချင်ပါတယ်အဲ့ဒါအရေးကြီးလို့ပါနော်အိုင်းနိုင်ငံတော်လူကြီးတွေကလည်းမင်းတွေကလည်းတည်မယ်လို့ထင်ပါတယ်နော်တက်ဆိုင်တဲ့တာဝန်ရှိပုဂ္ဂိုလ်တွေကလည်းတည်မယ်လို့ထင်ပါတယ်နော်မတိအဲဒါကတော့ သူတို့ဘက်ကဘာ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 လောက်ရလဲတော့မသိဘူးပေါ့နော်။ဘာပဲဖြစ်ဖြစ်တီထားတဲ့နဲ့ထင်လို့ကျမထည့်ပြောတာပါ။နော်။အဲကျမအခုဘာလေးကိုပြောချင်တာလဲဆိုတော့ကျမတို့တောင်ကြီးမြို့ရဲ့အဲငလင်ဘေးပေါ့နော်။ကြောက်ကြောက်ကြမ်းလား။အဲအဲ့ငလင်ဘေးနဲ့ပတ်သက်ပြီးတော့ဟိုပါပေါ့ပြောချင်တာပါတောင်ကြီးမြို့မှာဆိုရင်လေဟိုပါပေါ့နော် ဟိုဟာဘာသာရေးအရာဒီမှာပြောမှာနော်ဟိုဟာတောင်ကြီးမြို့ပေါ့နော်ရှမ်းတောင်တို့ရှမ်းမြောက်တို့ဒီရှမ်းပြည်နယ်ကလေဖျားတရားတန်ခါမျက်ရည်နာသုံးပါနော်မိဘဆရာအနန္တနန္ဒငါးပါးကအဓိကအဓိကဖြစ်တယ်နော်အဓိကဖြစ်တယ်ဒါပေမဲ့မီအပ်မီအပ်ထဲမှာနော်ဟိုပါပါတယ်နော်ဟိုရှမ်းတောင်တန်းကြီးတောင်မြောက်တွယ်ထန်းတဲ့တောင်တောင်တန်းကြီးတွေမှာအဖေကြီးကိုမျိုးရင်နေအမေပလဲဆိုတာရှိတယ်လीနော်ဖေးကြီးကိုမျိုးရင်နေအမေပလဲဆိုတာလी အထင်ကရောက်ရှိတာပါနော်။တောင်ကြီးမြို့မှာဆိုရင်နှစ်ပုံနန်းနန်းနေနဲ့နော်။အထက်ကလေးနော်အထက်ကလေးဆိုအထင်ကြီးအကြောင်းကြီးဘူးနော်မြန်မာနိုင်ငံမှာဆိုရင်အဆင့်တစ်တွေဝင်တာနော်ဆရာဝင်ပေါင်းများစွာနော်သူပညာတပောင်များစွာကိုဟိုထုတ်လုပ်ပေးဟိုပါနော်ထုတ်ပြီးတော့ပေါ့နော်ထုတ်လုပ်ပေးနေတဲ့နော်ဟိုထုတ်ဖော်ပေးနေတဲ့အကြောင်းကြီးရဲ့ဘေးမှာဟိုကိုမျိုးရှင်နန်းန်းကြီးဆိုတာရှိတယ်သွားနော်အဲ့မှာသွားပြီးတော့ဆူတောင်းရတာပေါ့ဒီမြန်လီမင်းနဲ့ပတ်သက်လဲဘေးကိုမျိုးရှင်နဲ့အမေပလဲကိုဆူတောင်းရမယ်လို့ ကျွန်မထင်ပါတယ်အဲ့လေးကိုပြောချင်တာပါအချိန်ကလည်း၃မိနစ်နဲ့ရတဲ့အတွက်မပြည့်စုံပါဘူးเนาะ